ဘမောစရာတော့မင်္ဂလာပါကုလူတို့အခုကျွန်တော်ကစာရေးဆရာဦးကျော်ဦးပြုစုတဲ့ဘမောစရာတော်ရဲ့ဟာတရတကဗျာများနဲ့ဥပမာဝတ္ထုတူများစာအုပ်ထဲကဘမောစရာတော်ရဲ့အကြောင်းကိုအပိုင်းခုနှစ်အနေနဲ့ဖတ်ပြတင်ဆက်ပေးမှာပဲဖြစ်ပါတယ်။နားဆင်ခံစားအားပေးကြပါဦး။ ဗမုံမရောက်မီကဖြစ်ရနှစ်ခုဗမုံဆရာတော်အဘတန်ရုံးစဉ်ကြီးလာ၍အချင်းချင်းပင့်စီတော်လေမကြွရောက်ယုံမြမကမင်းနှုံမင်းပေါ်တွင်အမျိုးမျိုးအဖုံဖုံပြောဆို၍နေလေသည်ဖြစ်မင်းနှုံမင်းနှင့်မိဖုရားကောင်းကြီးတို့မှများစွာပင်စိတ်မချမ်းမြေစွာနေထိုင်၍လက်လျှော့ကသွားကြလေသည်ဗမုံဆရာတော်သည် အလွန်ထက်သော ပုဂ္ဂိုလ်သူဖြစ်ပေသည် နေပြည်တော်ရှိ ပညာကျော်ပုဂ္ဂိုလ်ဂုံဝန်တီလာဝန်မဟိကျော်တို့အလေတွင် မျက်နှာမငယ်ပဲတင့်တယ်စွာရှိပေသည်သာသနာရေးကိစ္စနှင့်ပတ်သက်လာရင်ဗမောဆရာတော်မပါလျင်မပြီးပင့်ဖိတ်ရသည်ကြီးပင်ဖြစ်သည်ဗမောဆရာတော်ကလည်းမဟုတ်တာမြင်လျင် စာချိုးခြင်းသည်သို့သောတပည့်ရင်တင်ကစားဆရာတော်ဤပြည့်ရည်ပြုခြင်းကိုမူတီးခံ၍သဘောကျတော်မူသည်ထိုစဉ်ကာလကပင် တင်ကစားဆရာတော်ခေါင်းဆောင်သည့်သူတမာဂိုင်းရွှေကျင်ဆရာတော်ခေါင်းဆောင်သည့်ရွှေကျင်ဂိုင်းနှင့်အုတ်ဖူဆရာတော်ဦးအဂတ်သခေါင်းဆောင်သည့်ဒွာရဂိုင်းတို့ဂိုင်းခွဲများအဖြစ် ပေါ်ပေါက်လာရန်အခြေခံအစပြုနေပြီဖြစ်သည်သူတမာဂိုင်း၏ဦးစည်းဦးဆောင်ဖြစ်သည့်တင်ကစားဆရာတော်ဦးအဂတ်မှလည်းဗမောဆရာတော်၏တပည့်ဖြစ်သည်ဒွာရဂိုင်းကိုစတင်တီထောင်သော အုတ်ဖူဆရာတော်ဦးအဂန္တမှလည်းဗမောဆရာတော်ထံ ပညာစည်းဘူးခဲ့ဘူးလေသည်ကျွေးချင်းဆရာတော်နှင့်တင်ကစားဆရာတော်တို့ပရိဝါပြုမှု မာနပြုမှုအကျင့်အဆသောဝတ်ပြုမှုတို့တွင်စတင်၍သဘောထားကွဲလွဲကြရမှတစ်ဖက်နှင့်တစ်ဖက်အငင်းခုန်ဖြစ်ခဲ့သည်ဤသည်တို့မှဗမောဆရာတော်ကိုဗမောမျိုးသူမပို့မီကပင်သူတို့မှနှင့်ရွှေချင်းဂိုင်းကွဲကြမည်အခြေအနေများဖြစ်သည်ဗမောဆရာတော်သည်ဤအချက်ကိုလေဂျိုတင်၍စာဂျိုးဖြင့်တတိပေးခဲ့သည် သင်္ကစားဆရာတော်ကိုချီးကျူးခြင်းဗမောဆရာတော်အားမဟုတ်မခံဇက်ဇက်ကျဲနှံတတ်သော ပုဂ္ဂိုလ်ဟုထင်ရတော်လဲနေရာတကာတွင်နှံသူမဟုတ်တီးခံသောအခါတွင်လည်းတီးခံတတ်သေးကြောင်းတွေ့ရသည် စကားအရာတွင်ဥပမာဥပမေယထုံနှံပုံမြင်စုံလင်စွာဖြင့်ဟောကြားတတ်သောသင်္ကစားဆရာတော်သည်ဗမောဆရာတော်ထံပညာရှင်တို့တောက်ဆုခဲ့ရဘူးသည်ဒီနေ့တွင် သူတမဇရ၌ဇရတော်များစုံညီ kait တင်ကစားဇရတော်ဖူးမြွန်ရောက်ရှိ၍ဇရတော်များအားကတော့လီသည်ဒိုးစင်ခိုက်မောင်းထောင်ဇရတော်ကြီးရအမိတ်ရှိသည်မှာတင်ကစားတို့များစကားအရာကြွန့်ကျင်လိမ္မာတွေလို့နမည်ကြီးနေလိုက်တာဗမောဇရတော်ရဲ့တပည့်ပီသပါပြီတဲ့တို့ကတင်ကစားဇရတော်ကရှောက်ထားသည်မှာမှန်လားပါတပည့်တော်ဗမောဇရတော်ဤ ကျေးဇူးတော်ဂုံကြောင့်ဤမြပင်ထုံတံပုံမြင်များကိုဟောပြောခြင်းပြုနိုင်ခဲ့ရပါသည်တို့ဖြစ်၍လေနေစဉ်ပင်ဗမောဆရာတော်ရှိရာအရက်ကိုရီမှန်းလျက်ကတော့ပါသည်တင်ကစားဆရာတော်သည်ဗမောဆရာတော်အားလက်အုပ်ချပြီးဗမောဆရာတော်အရှိရ၌သတင်းသုံးလီဟုသိရပါလျင်တပည့်တော်သည်အရှိရသို့ရီမှန်း၍ကတော့ပါသည်ဗမောဆရာတော်အနောက်အရက်တွင် သတင်းသုံးသည်ဟု သိရပါလျင် တပည့်တော်သည်အနောက်ရက်သို့ကြီးမှန်း၍ဥချပါသည်ဗမောဆရာတော်တောင်ရက်၌တရင်သုံးသည်ဟု သိရှိရပါလျင်တပည့်တော်တောင်ရက်သို့ကြီးမှန်း၍ကတော်မြဲဖြစ်ပါသည်ဗမောဆရာတော်မြောက်ရက်၌တရင်သုံးသည်ဟု သိရပါလျင်မြောက်ရက်သို့ကြီးယုံ၍ကတော်ပါသည်တင်ကစားဆရာတော်ဤသို့ရှေလျားစွာစကားကိုချီနေသည်နှင့်ဇလင်းဆရာတော်တစ်စိတ်ဆရာတော်ခင်မကန်ဆရာတော်တို့သည် နားဆွင့်၍နေကြပေသည သင်္ကသာဆရာတော်ကဆက်လက်၍ဗမောဆရာတော်ဘဝနတ်ထံဆန့်လွန်လျင်တပည့်တော်သည် အောက်အရဲ့မြေကြီးကိုသာရည်မှန်း၍ကတော့ရပါတော့မည်ဟု ပြုံးရှင်စွာလျှောက်ထားလိုက်သည့်အတွက်ဆရာတော်အားလုံးသဘောတော်တွေ့ကပြုံးရှင်စွာရည်မောတော်မူကြလေသည်ဆရာတော်များသည်ဗမောဆရာတော်ကမြည်သူများပြန်၍နှက်လျင်မည်ဟုဗမောဆရာတော်သို့လှမ်း၍ကြည့်ကြရာ မမောဆရာတော်သည်ပြုံးရည်ရသာနေတော်မူသည်ဖြစ် မောင်းထောင်ဆရာတော်ကမမောဆရာတော်၏စိတ်ကိုစွာပေးလိုသည်ဖြစ်ဒါလို့ဆိုတင်ကစားကမင့်ဆရာဗမောပြန်လွန်တော်မူရင်မဟာအဝီစီငရေကြမှာပဲလို့ဆိုလိုသဘောဟုမမောဆရာတော်၏စိတ်ကိုစွာပေးတော်လေပြုံးရည်မြဲသာပြုံးရည်၍သီးခံတော်မူလီမှတင်ကစားဆရာတော်ကတပည့်တော်၏ဆရာကိုဤသို့မဆိုးရဲပါ တပည့်တော်ပညာရှင်တို့တောက်ဆိုးကြရသောဆရာဖြစ်ပါ၍နှစ်သိန်း၄000အထုရှိသောမဟာပထဝီမြေကြီးတမျှကြီးမားလာသောဂျေဇုတော်ကိုရည်မြော်၍အောက်အရက်မြေကြီးကိုကြောချင်းသာဖြစ်ပါသည်ဖရာဟုလျှောက်ထားလေသည်ထိုအခါမှခမစိတ်နေခဲ့သောဗမောဆရာတော်သည်တင်ကစားဆရာတော်အားပြုံးပြုံးကြီးကြည့်ကဟွန်းတင်ကစားတို့များ စကားမရှားလာဘူးဗျာဟုကြေနက်စွာပင် ချီးကျူးတော်မူလေသည်ရွှေကျင်ဆရာတော်နဲ့သင်္ကစားဆရာတော်တို့ကိုစာချိုးခြင်းဤခေတ်တွင်တင်ကစားဆရာတော်ဦးအက္ခနှင့်ရွှေကျင်ဆရာတော်တို့နှစ်ပါးမှာပရိဝမာနတ် ဝတ်ပြုမှုကိစ္စနဲ့ပတ်သက်၍အယူဆသဘောထားကွဲလွဲနေကြသည်။ဖျားကြီးဆရာတော်ဆလင်းဆရာတော်တပ်ပန်းဆရာတော်စသဖြင့်ဆရာတော်ကြီးများကဝင်ရောက်ဖြန့်ပြေကြသည်။ရွှေချင်းဆရာတော်နှင့်တင်ကစားဆရာတော်တို့မှနှစ်ပါးစလုံးစာရက်အကြုံမွန်များဖြစ်ကြလေရာနှစ်ဖက်စလုံးကမိမိတို့အယူဆမှန်ကန်ကြောင်းအကူအကားအထောက်ထားခိုင်လုံစွာတင်ပြကြလေသည်။နှစ်ဖက်စလုံးမှာလည်းအခိုင်အမာများပင်ဖြစ်တော်လေ တပားကြီးတင်ပြချက်ကိုတပားကလက်မခံတပားကြီးအကိုအကားကိုတပားကမကြိုက်သဖြင့်အညီအညွတ်မဖြစ်ပဲရွှေကျင်ကိုင်းသူ့တမကိုင်းဟူ၍ရွှေကျင်ဆရာတော်နှင့်တင်ကစားဆရာတော်တို့နှစ်ဖက်တန်ခါများဂိုင်းကွဲလူမတက်ရှိနေတော်သည်ဗမော်ဆရာတော်သည်ဤအချက်ကိုမြင်ပြင်းကတ်လာသည်နှင့်စာတပုတ်ချိုး၍ဖျားကြီးဆရာတော်ထံအပို့လွှတ်လိုက်လေသည်ရွှေကျင်ဆရာတော်မှာမန္တလေးတောင်မြောက်ဘက်၌ သတင်းသုံးတော်မူသည်တင်ကစားဆရာတော်၏ဘွဲ့အမိမှာဥအက္ခဖြစ်သည်ထို့ကြောင့်ပင်မန်းတောင်တော်မြောက်ဆောင်၌ခိုအောင်းနှင့်ထိုဆရာနှင့်တင်ကစားမောင်ရွှေအက္ခကဲ့သို့မာဂျဂနာဝုဏ္ဏေမှုငယ်နှင့်အခြေပြု သမောဓမ္မညံဗလချာကရှုပ်ဆက်ပြေယူမမန်းစူဒံကအလွန်ပြင်းနေ ကွဲချက်ကကြီးဟု၍စာဆက်ပေးလိုက်ရာဖျားကြီးဆရာတော်ကပြုံးရီတော်မူပြီမမော်တို့များဘယ်ဟာမှချမ်းမထားဘူးမြင်မြင်သမျှစာချိုးတော်တာပဲဟုမိတ်တော်မူလေသည်စကန်းကြောင်မှစာချိုးများမမော်ဆရာတော်သည်စကန်းသို့ရောက်နေတော်လေစာချိုးမှုတွင်ဝါသနာရအလျှော့ပေးသည်မရှိပေ တချိန်တွင်ဆရာတော်သည်ဦးစင်းနှစ်ပါးနှင့်အတူဘရောက်ချောင်းမှဆင်း၍လာရာသီလရှင်များနေထိုင်သောဇယက်များကိုတွေ့လေသည်ထိုဇယက်များပေါ်တွင်ထုတ်ခေါင်ဆရာတော်ဖျားကြီးចောင်းတိုင်းမှသီလရှင်တို့နေထိုင်ကြလေသည်ထိုစဉ်ကာလကစကိုင်းချောင်းမှ လူသူစီကားခြင်းမရှိသေးပေတော်ရမိသောပုပ်ကူများသာလျှင်ရှိကြလေသည်တို့ဖြစ်၍ လူအသွာလာနီးသောဇယက်များပေါ်တွင် နေထိုင်ကြသည့်သီလရှင်များမှလူတို့တဘာဝလွတ်လွတ်လပ်လပ်နေကြဟန်တူသည်အိတ်သူကအိတ်အလုတ်လုတ်သူကလုတ်စကားပြောသူကပြောနှင့် ရှိနေကြသည်ကိုဗမော်ဆရာတော်သည် အဝေးမှလှမ်းမြင်မိပေသည်တပြားရှင်စာရှင်ပုဂ္ဂိုလ်ကြီးဖြစ်၍စာကြိုးလိုက်ခြင်းသည်မှာဥရား၍နေတော့သည်ထို့ကြောင့်လေဥပဇင်းနှစ်ပါးကိုစောက်၍တစ်ပင်အောက်မှရက်ကား ဟေးဟိုမှာကြည့်စမ်းထုတ်ခေါင်ရဲ့ကြက်ဖြူမာလေးဟုမိတ်ကြားလိုက်ပြီးနားထောင်ကြအောင်ကွာငါစာတပုတ်ချိုးလိုက်အောင်မဲဟုဆိုကအောက်ပါစာတပုတ်ကိုရေးလိုက်သဖြင့်မမော်ဆရာတော်ဤတမိုင်းဝင်မှတ်တမ်းဝင်စာတပုတ်ဖြစ်၍လာလေသည်ဒုနှစ်ဖက်အပေါ်ထောင်တော်ပေါင်းကွဲ့တနေဘဝင်စိတ်ကြေတုံးနင်းအိပ်ပုံအလွန်ဆိုးတယ်ဂျိုးကင်လိုပဲ ဤကဗျာမှာဟာသရတကဗျာဖြစ်သည်ကြာရသူတို့အတွက်ရွှင်မြူးစေသောကဗျာမျိုးဖြစ်သည်ဗမောဆရာတော်ဤတဘာဝကဗျာဗမောဆရာတော်သည်တိလရှင်များနှင့်ပတ်သက်၍တဘာဝကဗျာတို့ကိုဆက်ဆိုထားခဲ့သေးသည်ထိုကဗျာမှာအောက်ပါအတိုင်းဖြစ်သည်မကြွန်းနဲ့မကျင်းဇရက်ပေါ်မေတီလကိုခွန်းဆလိုက်ခြင်း အသွေးငယ်ရင် အသွင်ကပျော့ပြောင်းသူဝတ်လေဖြူစွတ်ကေလျှော်တေပတောင်းကြီးမှာကျင့်တရားငယ်နဲ့ဖွာတီလာကြောင်းတောထွက်ကြီးစာမပြေ၍ဖွဲ့ဆိုခဲ့တော်ကဗျာသခိုင်းဘရောက်ကြောင်တွင်တရင်သုံးနေကైဗမောဆရာတော်ဤကြောင်းသို့တောထွက်ဥပဇင်းကြီးတပါရောက်ရှိနေလေသည်ထိုဥဇင်းကြီးအမိမှာဥကဲဟု၍ လူဘွားကအမိကိုပင်ခေါ်ကြသည်ဥကေသည်လူဘွားတွင်ရှိစဉ်ကဇာပေပရိယတိတင် जा ဘူးခြင်းမရှိပေထို့ကြောင့်လေအသက်ကြီးမှယဟန်ပြုသောအခါပုတ်ပတ်အခရာများကိုမှန်အောင်မရွတ်နိုင်ပဲရှိလေသည်အထူးသဖြင့်ရောက်ောက်တန်ပြီးအောင်မရွတ်နိုင်ပဲရပလက်အတန်နာထွက်နေသည်တိတရဏီနာကိုအချိန်ချင်းသင်ပေးတော်လေတိတနေနီနာဟူ၍ရပလက်တန်ကြီးသာဖြစ်နေသည် ဘုံမော်ဆရာတော်ကိုယ်တိုင် မရရင်မနေဟုတို့တိတရဏီနာဟုပင်ထက်တလဲလဲရွတ်ဆိုစီသင်ကြားပေးရာသင်ကြားစဉ်အခါကရောက်ောက်တန်နဲ့ရွတ်ဆိုနိုင်တော်လဲနောက်တနေ့ရပလက်အတန်နဲ့တာဖြစ်လာပြန်သည်ငယ်စဉ်ရပင်နှုတ်ကျိုး၍ရပလက်အတန်ကိုသာဆွဲယူနေရာဘုံမော်ဆရာတော်ကြီးစီပင်လက်လျှော့လိုက်ရပြီတော့သည်သို့တော့ဝါသနာကြီးလာတော့စာချိုးခြင်းဖြင့်တော်ရွယ်ဥပဇင်းကြီးဥကေယား မှတ်တမ်းတင်လိုက်သည်တိတရဏကိုတယနာလို့သူကဆိုငကိုကဟုတ်ပါပဲနနတ်တကြောကြောနဲ့ကြောင်းပေါ်မှာအခန်းခတ်တယ်တောထွက်ခင်ကြီးဟုတ်ကဲ့ပါစိုက်စရာဥကြော်ဥပြုစုထားတဲ့ဗမော်စရာတော်ဤဟာတရတကဗျာများနဲ့ ဥပမာပုံမြင်များဝတ္ထုစာအုပ်ကိုအပိုင်း9အနေနဲ့ကျွန်တော်ຫນွေလင်းရန်ဖတ်ပြတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။နားဆင်အားပေးကြတဲ့ရောင်နီပြိသက်တယောက်ချင်းစီတိုင်းစိတ်ရှိအကြံကိုမှတွေ့လို့အိတ်စီတန်လိုရာပြေကြပါစေ။ကျေးဇူးတင်ပါတယ်။